အသက်နဲ့စကားပြောခြင်းအသက်46နှစ်အရွယ်ရောက်လာတော့အသက်ကစကားပြောတယ်ဘဝကတစ်စိချိုးလာပြီနော်တဲ့တန်တရာအတွက်ရိခါထုတ်လေးတွေထုတ်ပြီးပြီလားဘဝခရီးဆက်ဖို့ကုသဗီဇာလေးတွေကို ယူထားပြီးပြီလားတန်တရာကုလက်မှတ်တက်တန်းလေးတွေလည်းကြံ့မကြံ့ကြည့်ထားအောင်တက်တန်းကုန်သွားရင်တော့ဆက်နေလို့မရတော့ဘူးနော်တဲ့ အသက်ကကိုယ်ကိုတတိပေးတယ်လေ။အော်ဟုတ်တာပေါ့အသက်ရေတက်တန်းကတော့ကြံတလောက်ပဲပေါ့။ကိုယ်တော့မနေရပဲကိုယ်နောက်မှမွေးပြီးကိုယ်အရင်တန်တရာခီးဆက်နေတဲ့သူတွေကိုကြည့်ပြီးသူတို့ထက်တော့တက်တန်းပိုရှိနေသေးတယ်ပေါ့။ကိုယ်အရင်မွေးပြီးကိုယ်ထက်ပိုတက်တန်းရှိနေတဲ့သူတွေကိုလည်းအားတော့ကြတာလေ။ဒါပေမဲ့ဒုက္ခိတဘဝယောဂတွေရပြီး အသက်ရှင်နေတာမျိုးကြတော့လည်းမလို့ချင်းပြန်ဘူးမြတ်ဗုဒ္ဓမိန့်တော်မူသလိုအသက်ရှိဖို့ထက်တတိရှိဖို့ကအဓိကကြတယ်ဆိုတာလေးကိုစင်ကျင်မိတော့ကိုနေရတဲ့တတန်းလေးကလည်းမစိုးလှပေဘူးပေါ့ဘာပဲဖြစ်ဖြစ်လေကြံနေတဲ့တတန်းလေးကိုတော့အကျိုးရှိအောင်အသုံးချရမှာပဲပေါ့လို့အသက်ကိုပြန်ပြောဖြစ်တယ်တကယ်တော့အသက်ကတော့တတိပေးနေတာပါပဲ။ ကိုကတတိမပြုမိတာများနေတယ်လေအသက်ကတော့သူတတန်းရှိတလောက်တော့နေရမှာပေါ့ကိုဘကတော့ကိုအလုပ်ကိုလို့နေရမှာပဲလေတတန်းဆိုတာကိုနေချင်တဲ့လောက်တော့ပဲနေရမလဲပေါ့အသက်ကိုတိုင်ကအချိန်မရွေးဒေနည်းတမျိုးမျိုးနဲ့ဒေနေရမှာပဲလေအသက်ကိုတိုင်ကကုံချင်းလေးမျိုးမှာတမျိုးမျိုးနဲ့ကုံနေတမျိုးမျိုးနဲ့ဒေနေတာပါပဲတတန်းကုံလို့ဒေတာ ကံစွမ်းကုံလို့ဒေတာအသက်ကနှမျိုးလုံးကုံလို့ဒေတာရုတ်တရက်အက်ဆစ်ဒင့်ဖြစ်ပြီးဥပိ္ပစေတကကံကြောင့်ဒေတာဒီသေနည်းလေးမျိုးမှာတစ်မျိုးမျိုးနဲ့တော့ဒေကြရမှာပဲမဟုတ်လားအတိကကတော့ဘလို့နီးနဲ့ပဲဒေသေးကုသိုလ်ရှိထားရင်အသေးလည်းမဆိုးတလို့ဘဝကူလည်းမဆိုးဘူးပေါ့မထူးဘူးဆိုပြီးကိုယ့်ဘဝကိုနေကျင်တယ်လို့နေရင်တော့အနေလည်းမလှတယ်လို့ အသေးလည်းမလှဘဝကူလည်းလှမှာမဟုတ်ဘူးပေါ့။ဘာပဲဖြစ်ဖြစ် အသက်ကိုကျေစွတင်ပါတယ်။ဒီအရွယ်ထိနေခွင့်ရနေကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရနေအများအတွက်ပါရမီဖြည့်ခွင့်ရနေလို့ပါပဲ။တတိပေးတဲ့အသက်ကိုကျေစွတင်ပါတယ်။